အားသာဝါလာရှင်ညီကောင်မလာများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာ20ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားလို့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းအောင်လဲကျေးဇူးတင်ပါတယ်ကဲဘလောင်းတင်းဘုတ်ကိုတော့ဘစ်တာယောဂရတ်တင်းနဲ့ပဲစလိုက်အောင်တင်းဆိုတာထက် 你没坐，你没跳，掉个。 ူ့ရဲ့အမြင်ကိုတင်ဆက်ပေးတော့မှာပါအဲ့ဒါကတော့ Tosport ရဲ့သတင်းထောက် LS Croft ကဖော်ပြထားတာပေါ့လေ Peter Yorick ကအာဆင်နယ်အသင်းမှာကစားချင်ကြောင်းလွန်ခဲ့တဲ့24နာရီကသူ့ရဲ့တငယ်ချင်းနေမိသားစုဝင်တွေကိုစာတူပေးပို့ထားတယ်အာဆင်နယ်ကတိုက်စစ်မှု2ဦးတည်းကဘသူ့ကိုရွေးရမလဲလက်ရှိချိန်ကြီးဇဝေးဇဝါဖြစ်နေသေးပဲတစ်ဖက်ကဆက်စကိုကိုအပြောင်းရွှေ့မှာ Lipsit တို့နဲ့ဆွေးနွေးနေပေမယ့်တစ်ဖက်ကပီတာယောဂရက်ကလည်းအာဆင်နယ်အသင်းနဲ့ပုံပြီးဖြစ်နိုင်တဲ့အနေအထားတွေလို့ကျွန်တော်ကတော့ထင်တယ်အဲဆိုတော့ဒီကစားသမား2ဦးတည်းကဘသူ့ကိုရွေးချယ်သွားမလဲဆိုတော့ တဖြည်းဖြည်းစောင့်ကြရမယ်ဒါပေမဲ့သူ့ရဲ့အမြင်အရဆိုရင်တော့ယောရက်ကအာဆင်နယ်ကိုရောက်လာဖို့တပိုးပြီးနီးစက်နေဆိုပြီးတော့ Topspot ရဲ့သတင်းထောက် Alex Croc ကဖော်ပြသွားပါတယ်အဲ့တော့ Alex Croc ဆိုတာဘယ်လိုသတင်းထားတာမျိုးလဲသူကတော့ဒါ Topspot မှာသတင်းရေးသားပါလေဟိုဒီလိုသတင်းသမားတွေကတော့ဟို သတင်းလောကမှာဗျာတရားရခိုင်နှုန်းမှန်တဲ့သတင်းသမားဆိုတော့မရှိဘူးလို့ပြောလို့ရတယ်။အရောက်မှစိတ်ချပါဆိုရိုမာလိုတော်မှနှစ်ချိန်သုံးချိန်မှားခဲ့သေးတာပဲ။အဲအွန်စတိန်တို့လည်းမှန်နေဆိုပေမဲ့တခါကျရင်ဖြစ်မလာဘဲနဲ့ဝေ့သွားတဲ့သတင်းလေးရှိတယ်။တောက်သွားတဲ့သတင်းလေးရှိတယ်။ဒါပေမဲ့ဒါတွေကတော့ကျွန်တော်ရိုတင်ထားတဲ့သတင်းထောက်တွေပေါ့လေ။အဲသတင်းလောကကတော့ကျွန်တော်တို့ကတပ်ပါတီပုံစံမျိုးနဲ့ပြင်ပြီးယူရတာဖြစ်တဲ့အတွက်အတိအကျတော့မမှန်ဘူး။ဒါပေမဲ့အဲ့ဒီတည်းကပဲနောက်ဆုံးရသတင်းလေးကိုကျွန်တော်တို့ဒီလိုမျိုး ကျွန်တော်ညီကိုအတွက်အမြဲတမ်းဘာသာပြန်ပြီးတင်ဆက်တာကျွန်တော်တို့ဒီသတင်းဦးတင်တဲ့လူသတင်းသူဖြစ်ဖို့ကတော့အချိန်တန်းတော့စောင့်ရမယ်အဲ့သဘောမျိုးပေါ့လေအဲ့တော့ဒီနေရာမှာပဲဗီတာယောဂရက်နဲ့ပတ်သက်ပြီးနောက်ထပ်သတင်းထောက်တယောက်ဖြစ်တဲ့ဒီမာစီကိုသူကတော့အီတလီသတင်းထောက်သူတို့ကကြာပြီဗျ ရိုမာရူထက်တော့ဟိုးလုံးနဲ့ကကြာလို့တော့ပြောလို့ရတယ်။အဲသူတို့လည်းတခါကြတော့လည်းသတင်းမှားတာကြီးရှိတာပေါ့လေ။အရင်ကြီးတော့ယုံကြည်ရတယ်မှမပါဘူးဆိုပေမဲ့80ရာခိုင်နှုန်းလောက်ယုံကြည်လို့ရတဲ့သတင်းတော့တည်းမှာပါတယ်။ဒီမာစီယိုကတော့အာဆင်နယ်နဲ့ပီတာယောဂရဲ့ကြားမှာပုံကူကြီးသဘောတူမှုရာသွားပြီဆိုပြီးဖော်ပြထားတယ်။ဝမ်းသာစရာသတင်းမှာပဲ။ဒါပေမဲ့လည်း အာဆီနယ်ကိုယောဂရက်လာခြင်းနဲ့ဆိုရဲဟာအားလုံးသိပြီးသားဖြစ်တဲ့အတွက်ဒီသတင်းကအရင်တော့ဖီးလာမယ့်ကိစ္စတော့မဟုတ်ဘူးသိပြီးသားကိစ္စဖတ်ပြီးသားစာအုပ်တအုပ်လိုပဲအဲ့တော့ဒီမာစီကိုပြောပြချက်ရဆိုရင်တော့အာဆီနယ်အသင်းနဲ့ဗီတာယောဂရက်ကြောင့်ပုံကိုယ်သဘောတညူရပြီး29နှစ်နဲ့စီရင်သားတော့2028ခုနှစ်ဒီစာချုပ်တက်တန်ရှိသေးတယ် Rally Score လို့ခေါ်တဲ့ပေါင်85တန်ကို Sporting ရဲ့ဥက္ကဋ္ဌကလိုချင်တယ်ဆိုပြီးတော့တချို့ report တွေကဖော်ပြထားတယ်အဲ့တော့ယောဂရက်နဲ့အာဆီနယ်ကြောင့်ဘာပြဿနာဖြစ်လဲဆိုတော့ပြောင်းရွှေ့ခြေပဲအဓိက ကျွန်တော်ဆက်စကိုနဲ့ပတ်သက်ပြီးပြောင်းရွှေ့ကြည့်ဖြစ်တာမှတ်မိမဲ့ဆက်စကိုနဲ့အာဆီနီကြားကအခြေအနေကယောဂရက်နဲ့အာဆီနီကြားအခြေအနေတော့မနည်းဆုံးအဲ့တော့အာဆီနီကဘလို့ဖြစ်လဲဆိုတော့ဆက်စကိုလို quality မျိုးကိုခေါ်ချင်တာမှန်တယ်ဒါပေမဲ့ကိုယ့်ဘက်ကိုတချမ်းဆောင်ပြီးဖိတ်စာတော်ဝဲရိုက်ထားတာကယောဂရက်ဖြစ်နေအဲ့တော့ဒီကစားမ ခေါ်မယ်ဆိုရင်ပိုပြီးမြန်နိုင်တယ်ဆိုတာသိတယ်။ဒါပေမဲ့တစ်ဖက်က quality player ဖြစ်တဲ့ Sasco ကိုကြတော့အတင်းရလူတွေအားလုံးကလိုချင်တယ်။အဲ့ဆိုဈေးနှုန်းတစ်ရက်သားနည်းနည်းပါးပါးနဲ့ရမယ်ဆိုယောဂရက်ကိုသူတို့ကပို့ပြီးတော့လိုချင်တယ်။တောင်မန်တော်လည်းငွေပြီးသုံးချင်တယ်တော်ပေါ့လေ။အဲ့ဆိုလက်ရှိချိန်ကြီးတော့ယောဂရက်လား Sasco လားဆိုတော့နောက်မှတင်ထားတဲ့ဒီ9လေးသားကြည့်လိုက်တော့အဲ့လိုဖြစ်နေတယ်နိုင်တပတ်လည်လိုက်ဖြစ်တယောက်တည်းစီပေါ်လာသလိုဖြစ်နေအဲ့တော့အာဆင်စင်တာဝန်ရှိတွေတိုက်စစ်မှုတော့ဝယ်လိမ့်မယ်အဲ့ဝယ်မဲ့တိုက်စစ်မှုက quality player လား ခဏသုံးလားတောင်းမထင်မရှားလားအနီးကအသက်ကြီးတယောက်ကိုခေါ်လိုက်မလားဆိုတာပဲစောင့်ကြည့်ရတော့မှာပါဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ PP ဆိုရမှာတော့ဖော်ပြထားပါလေဒါကသုံးမပါတီရဲ့သတင်းမှာပါတီနဲ့ပတ်သက်ပြီးကြံခဲ့တဲ့ဒီတပတ်လောက်ထဲကတချို့သတင်းရင်းမြစ်ဆိုတွေကနေရတဲ့သတင်းတွေကတိတ်ပြီးအားရဝယ်မကောင်းကြောင်းကြီးကိုလည်းသိမှာပါအခုရိုမာနိုကိုတိုင်အတီးပြူလာပြီဆိုတော့ပို့ပြီးတေချာဖို့နီးတဲ့တဲ့နီးလာပြီသူပြောထားတဲ့သတင်းတွေကိုတစ်ချက်ကျွန်တော်ကြည့်လိုက်ရအောင် ဖေဗီဆိုရိုမာနိုကတော့တော်မက်ပါတီရဲ့စာချုပ်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်နဲ့ပါတီတို့ရဲ့ဆွေးနွေးမှုကနောက်ဆုံးဆင့်ကိုမရောက်သေးဘူးအခုဒီလဲသဘောတူညီမှုမရသေးပါဘူးဒါကြောင့်မို့လာမယ့်ရက်ပိုင်းမှာပါတီထွက်မဲ့တည်င်းကြားရဖို့ကရာခိုင်နှုန်းပိုပြီးများနေတယ်ဒါဆိုရင်တော့ပါတီကဒီလောက်ကုန်မှာ free agent player ဖြစ်သွားပါလိမ့်မယ်ဆိုပြီးသူကပြောသွားတယ်ရိုမာနိုရဲ့စကားတွေကြည့်လိုက်မယ်ဆိုရင်တော့ပါတီကအသင်းနဲ့ထွက်ခွာဖို့တပိုပြီးတော့အားသာနေပြောလို့ရတယ်ဒီမှာအာဆင်နယ်တည်င်းတော့ Charles Westberg ကတော့ပါတီနဲ့အာဆင်နယ်ကြားဆွေးနွေးနေစေပဲထွက်မဲ့ဆိုတဲ့တည်င်းတွေကိုတော့သူသိမ့်မကြမိသေးဘူးဘာညာလို့တော့ပြောတာရှိရဲ့ ်ဒါပေမဲ့အချိန်အားဆုံးဖြတ်ပြီးသွားမှာအခုဆိုရင်ဗျာ20ရက်နေရောက်ပြီ30ရက်နေဆိုအဲ့ကစားမှာအာဆင်နယ်နဲ့မတက်ဆိုင်တော့ဘူးအဲ့ဆိုဂျားထဲမှာ10ရက်မှာဘာတွေလုပ်မှာလဲဒီတိုင်းလေးပဲအီယိုယိုနဲ့ပြီးသွားမှာလားဒါမှမဟုတ် surprise sign ဆိုပြီးတက်တန်းတိုးရမှာဒါပဲကျွန်တော်ကြည့်ရမယ်အချိန်နေရရဆိုလို့ရှိရင်တော့တချို့ report တွေအရဆိုရင်တော့ဒီတူတကီဘက်ကသတင်းထောက်တွေဖော်ပြထားချက်ရဆိုရင်တော့တူတကီ club finabachi အသင်းကပါတီကိုချိတ်ဆက်နေတယ် အီတလီကလပ် AC Milan အသင်းကလည်းပါတီကိုချိတ်ဆက်နေဒါပေမဲ့ပါတီရဲ့ဦးစားပေးအာဆင်နယ်နဲ့ဆွေးနွေးနေလို့ရှိတယ်ဒါတွေမပြီးသေးဘူးဂျူပင်တက်တို့ဘာစီလိုနာတို့တီကိုတို့ကလည်းအခါခွင့်တင်ဝင်ခေါ်ဖို့ကြိုးစားနေဒါပေမဲ့အာဆင်နယ်နဲ့ပါတီကြကဒီလက်ကျန်၁၀ရက်ကိုသူတို့ကစောင့်ကြည့်ရနေတာပဲအဲ့တော့ပါတီနဲ့အာဆင်နယ်ကြပြဿနာတက်တယ်ဆိုတော့လောက်ခလာတာနဲ့ပတ်သက်ပြီးတော့ရိုမန်တို့ကပြောသွားတော့မရှိဘူးဘလို့ပဲဖြစ်ပါပါတီကိုလက်လွတ်လိုက်ရပြီဆိုရင်တော့တချို့ report တွေကဆိုရင်တော့ CB လာရဲ့ကွင်းလက်စားမှာဒီ လူစီအကူမီကိုပေါင်18တန်းလောက်ကြာတဲ့မဲ့တန်ကြီးတည်းရနဲ့အာဆင်နယ်တို့ကဝယ်ဖို့ရှိတယ်အစားတော့ဗောလေအဲ့တရင်တော့တက်တာတွေ့တယ်အဲ့တော့ပါတီအာဆင်နယ်မှာဆက်ရှိမှာမရှိဘူးဆိုတာတော့လာမဲ့တစ်ပတ်လောက်ဆိုအဖြေပေါ်ပြီဒါမှမဟုတ်လည်းအဲ့ထက်တယ်စောနိုင်တယ်ကျွန်တော်တို့ကတော့ပါတီကိုအာဆင်နယ်ကထွက်သွားလို့မယ်ဆိုတဲ့တရင်မျိုးကိုပို့ပြီးနီးစပ်လာတယ်လို့ထင်နေပါတယ်တတိယမြောက်တရင်ဘုတ်ကတော့ PFA Young Player of the Year ဒီစုပေးအဖို့အတွက်လက်ရှိချိန်မှာစကားတင်စစ်ကစားသမား6ဦးရှိပါပါပြီ။အဲ့ဒီ6ဦးထဲမှာအာဆင်နယ်ကလူငယ်ကစားသမား2ဦးထိပါဝင်နေတယ်။ ထုံးစံတိုင်းပဲကြံခဲ့တဲ့ရာသီအမှာအသင်းကိုတင်သွင်းလာခဲ့တဲ့ Louis Kelly နဲ့ Ethan Wardy ကြံတဲ့၄ဦးကကြတော့ Leon Delap Chelsea ရောက်သွားပြီဖြစ်တဲ့ကစားမနောက်ပြီးတော့ဒီဘုံမောက်ကနေ Rio ကိုပြောင်းသွားခဲ့တဲ့ Dean Huson နောက်ပြီးတော့ဘုံမောက်ကကစားမနောက်တယောက်ဖြစ်တဲ့ Milo Kakis နောက်တယောက်ကတော့ Arsenal ရဲ့တင်းတွေတစ်ခါလေးထွက်လို့ရှိတဲ့ Aston Villa တင်းရဲ့ကစားမ Morgan Roger ဒီ6ယောက်အဲ့6ယောက်ထဲကတယောက်ကိုပဲပေးအပ်မှာအဲ့တော့ကျွန်တော်တို့ဒီစကယ်လီကတော့ ဒါအာဆင်နယ်တင်းတဲ့ကြံခဲ့တဲ့ရာသီမှာသူ့အသက်ငယ်လေးနဲ့ပွဲပေါင်း40ဝင်ဆော့တာတယ်28ပွဲပွဲထက်တာတယ်တကူးသွင်းနှလုံးပိုင်တာတယ်အီတန်ဝရီရော38ပွဲမှာ16ပွဲပွဲထက်တာတယ်ကိုကိုသွင်းပြီးတော့နှလုံးပိုင်တာတယ်ဒီနေရာမှာဒီကစားသမားတွေကဘယ်သူရသွားမလဲဆိုတော့ကျွန်တော်ကအာဆင်နယ်ဖန်မှုလို့ပြောတာမဟုတ်ဘူးတကယ်အသင်းကိုဆွဲတင်နိုင်တဲ့အပိုင်းမှာရောအားကိုးရတဲ့အပိုင်းမှာရောပထမဆုံး first season မှာတော့မှအကောင်းဆုံးအသင်းကိုထမ်းတင်ပေးနိုင်တဲ့ကစားသမားအဖြစ်အာဆင်နယ်ရဲ့အားအနေဆုံးနေရာကိုအားကောင်းဆုံး ဖူးဘက်အဖြစ်လုံပေးနိုင်ခဲ့တဲ့လူဝစ်စကယ်လီကိုကျွန်တော်ကတော့ဒီစုကိုယာသွားစီခြင်းတယ် PFA စုကိုပေါ့လေအဲ့ဒါဆိုတော့ 2023-2024ကြံခဲ့တဲ့ဘောလုံးရာသီဒီရာသီတော့မဟုတ်ဘူးလေဟိုးရှိရာသီမှာတော့ကိုဘယ်မာဒီစုကိုရတယ်2022-23ဘောလုံးရာသီမှာတော့ဘူကာအိုဆာကာရတယ်2021-22ဘောလုံးရာသီမှာတော့ဖီဖိုရန်ရပြီးတော့အဲ့ဒီရဲ့ရှေ့တနှစ်2020-2021မှာလည်းဖီဖိုရန်ပဲရတယ်2019-2020ခုနှစ်မှာတော့လက်စနာအာနိုရရတယ်အဲ့တော့ဆိုဒီစုကိုရသွားတဲ့နေရာမှာဆိုရင်တော့ Chelsea, Arsenal, Man City နှစ်ကြိမ်နဲ့ Liverpool တစ်ကြိမ်ကတော့နောက်ဆုံး၅နှစ်တွင်မှာသက်ဆိုင်ရာကစားသမားတွေကရယူပေးထားနိုင်ခဲ့တယ်အခုဒီနှစ်ကတော့ Arsenal က player တယောက်အလှည့်ကြမလားတေချာတခုတော့ဗျာစကားတစ်ဆင့်6မှာအာဆင်နယ်ပလေယာ2ဦးထိပါဝင်နေဆိုတော့ကိုယ့်ဘက်ကနှမဲရထားတဲ့အနေအထားပဲအဲဆိုတော့ဒီစုရဆိုရင်တော့ကျွန်တော်ကတော့လူးဝစ်ကယ်လီကိုရစီခြင်းနဲ့ရသွားမလားဆိုတာပဲစောင့်ကြည့်သွားတော့မှာပါအခုလေအင်္ဂလန်လက်ရွေးစင်ဖြစ်နေပါပြီ ဒီစီဇန်လေးကိုဒီကောင်းကြီးပောင်းပြီးတဲ့ရှူပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆိုတော့ Viber ဖုန်းနံပါတ်တင်ကို6939ကို63လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် Viber ကိုကျွန်တော် Sport နဲ့နဲ့9လုံးမိတူကိုလည်းကစားလို့ရနေပါပြီ Sport တန်းစုံနဲ့ပတ်သက်ပြီးစော့ကျင်နေဆိုရင်တော့အဲ့ဒီ Viber နံပါတ်ကိုဆက်သွယ်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်စီမှာလာပြီးမစင်ညာနေလဲမေးမြန်းလို့ရပါတယ်ခင်ဗျာဘောလုံးပွဲကြီးစော့မယ်ဆိုရင်တော့ကိုတက်နိုင်တဲ့ပမာဏနဲ့စော့ဖို့အားလုံးကို အတိပေးခြင်းပါတယ်။ကဲနောက်ဆုံးအသင်းတစ်ခုကတော့ Sky Sport ဖော်ပြထားတဲ့ဘောလုံးရာသီသစ်အဖွင့်နိုင်ပွဲအများဆုံးအသင်းတွေနဲ့ပတ်သက်ပြီးတော့ဖော်ပြသွားမှာပါ။သူကတော့ Sky Sport ကကိုးသင်းထိဖော်ပြထားတယ်။အဲ့ဒီမှာနိုင်ပွဲအနည်းဆုံးအသင်းရဲ့ညုံစပြောလိုက်အောင်။ဒါကတော့ဘောလုံးရာသီအဖွင့်မှာဗောလေသူတို့တက်တန်းတက်လျှောက်မှာအခုလေရာသီဖွင့်မှာအာဆင်နယ်နဲ့ United နဲ့တွေ့ဆုံမှုတွေရှိနေပြီ။ကဲနံပါတ်9နေရာမှာရှိတာတော့ Tottenham Hotspur တော့39.4ခိုင်နှုန်းရှိတယ်။သူတို့ကတော့ပွဲပေါင်းဒါ33ပွဲမှာ 73ပွဲနိုင်9ပွဲသီး71ပွဲရှုံးနပရှိညမှာ Lee United က40ရာခိုင်နှုန်းရှိထားတယ်။ဒါနိုင်ပွဲပါစနစ်ပေါ့လေ။15ပွဲမှာ6ပွဲနိုင်9ပွဲသီး2ပွဲရှုံး။ Forest ကတော့50ရာခိုင်နှုန်းရှိထားတယ်။10ပွဲမှာ4ပွဲသီး4ပွဲနိုင်2ပွဲသီး3ပွဲရှုံး။58.1ရာခိုင်နှုန်းနဲ့ဒါအဆင့်6မှာရှိနေရတော့ Manchester City သူတို့ကတော့28ပွဲမှာ16ပွဲနိုင်6ပွဲသီး6ပွဲရှုံး။ ကဲနံပါတ်9နေရာမှာရှိတဲ့အသင်းကတော့လစ်ပါပူးလစ်ပါပူးကတော့58.6ရာခိုင်နှုန်းနဲ့ရှိတယ်33ပွဲမှာ16ပွဲနိုင်10ပွဲတည်4ပွဲရှုံးနံပါတ်6နေရာမှာတော့အာဆင်နယ်လို့ရှိတယ်အဖွင့်ပွဲစီမှာရလက်ကောင်းဆွမ်းဆောင်နိုင်ခဲ့တာဗောလေ33ပွဲမှာသူတို့16ပွဲနိုင်တယ်6ပွဲတည်8ပွဲရှုံးထားတယ်နံပါတ်3နေရာမှာတော့ဒါချယ်ဆီရှိတယ်သူတို့က60.6ရာခိုင်နှုန်းပြ33ပွဲမှာပွဲ20နိုင်ထားတယ်9ပွဲတည်6ပွဲရှုံးထားတယ်ကဲ Brighton ကတော့ထူးထူးခြားခြားပဲ ရလက်အကောင်ဆုံးအဆင့်နှစ်နေရာကိုပိုင်ဆိုင်ထားတယ်။ရာသီဆက်စားခြင်းမှာပေါ့လေ။ပွဲစဉ်၈ပွဲမှာ၅ပွဲနိုင်၃ပွဲရှုံးထားတယ်။ကဲ United တို့ကတော့အဆင့်တက်မှာရှိပါတယ်။သူတို့ကတော့66.8ရာခိုင်နှုန်းနဲ့33ပွဲမှာ22ပွဲနိုင်၄ပွဲသေး9ပွဲရှုံးထားတယ်။အဲ့တော့အခုလာမယ့်ရာသီအဖွဲ့2025-2026ဘောလုံးရာသီမှာ United နဲ့ Arsenal နဲ့တွေ့ဆုံကြမယ်။အဲ့တော့အဲ့ဒီပွဲစဉ်မှာဒါ အာဆင်နယ်ရလက်ကောင်းမယူနိုက်တက်ကိုရလက်ကောင်းမလားတော့မသိသေးဘူးလောလောဆယ်အရဆိုရင်တော့ယူနိုက်တက်ကရာသီဖွင့်ပွဲစဉ်မှာရလက်ကောင်းတယ်ဆိုတဲ့ record တွေကိုတော့ Sky Sport ကဖော်ပြသွားပါတယ်။ကဲညခင်းစိမ့်နေမှာပါပဲ။အသင်းနေချင်းစကားပြောကြတာပါဗျာ။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။